အမေရိကန်ကာကွယ်ရေးဝန်ကြီးဂျေးစ်မတ်တစ်ကအမေရိကန်ဂျပန်မဟာမိတ်ဆက်ဆံရေးဟာဒေသတွင်းတည်ငြိမ်အေးချမ်းမှုရဲ့အခြေခံအုတ်မြစ်တစ်ခုအဖြစ်ဆက်လက်ရှိနေမှာ ဖြစ်တယ်လို့ဖေဖော်ဝါရီလ၄ရက်နေ့ကပြောကြားပါဗယ်မတ်တကအာရှဒေတာကအမေရိကန်ရဲ့အဓိကမဟာမိတ်နိုင်ငံတွေရဲ့လုံခြုံရေးကိုဆက်လက်ကာကွယ်စောင့်ရှောက်မှုအတွက်ထက်လောင်းတည်ပြုပေးမယ်အရှိအာရှခီးစင်ဟာဂျပန်နိုင်ငံမှာအဆုံးသတ်မှာဖြစ်တယ်လို့သိရပါဗျ။ ဂျပန်နဲ့အမေရိကန်နိုင်ငံဟာလုံခြုံရေးဆိုင်ရာမဟာမိတ်တွေအဖြစ်ဆယ်စုနှစ်ပေါင်းများစွာယက်တည်လာခဲ့တာဖြစ်ပြီးအမေရိကန်နဲ့တောင်ကိုရီးယားရဲ့စစ်ဘက်ဆိုင်ရာဆက်ဆံရေးကတော့1950 53ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ကိုရီးယားကျွန်းဆွယ်စစ်ပွဲမှာအစပြုခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းအမေရိကန်သမ္မတထွန်နယ်ထရန့်ဟာမဲဆွေစည်းရုံးချိန်ကာလကတောင်ကိုရီးယားနဲ့ဂျပန်ဟာ၎င်းတို့နိုင်ငံတွေမှာတက်စခန်းချထားတဲ့အမေရိကန်စစ်သားတွေအတွက်တင်းတင်းကြပ်ပတ်တဲ့ထောက်ပံ့ငွေကိုမျှဝေကြကန်ချက်မရှိဘူးလို့ပြောကြခဲ့တာကြောင့်အဲ့ဒီနိုင်ငံတွေနဲ့လုံခြုံရေးဆိုင်ရာမိဖက်ဆက်ဆံရေးအပေါ်စိုးရိမ်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဖေဖော်ဝါရီလ3ရက်နေ့ကအမေရိကန်ကာကွယ်ရေးဝန်ကြီးမတ်တစ်ကတောင်ကိုရီးယားနိုင်ငံကနေဂျပန်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီးအဲဒီခီးစင်ဟာဒေါ်နယ်ထရပ်အဆိုရလက်ထက်အကြီးအကဲအရာရှိတအုပ်ရဲ့ပထမဆုံးပြည်ပခီးစင်လေးဖြစ်ပါတယ်။ဂျပန်နဲ့တောင်ကိုရီးယားနှစ်နိုင်ငံလုံးမှာတာဝန်ထမ်းဆောင်ခဲ့ပူတဲ့မရိန်တပ်ဗိုလ်ချုပ်ကြီးဟောင်းမတ်တစ်ကအမေရိကန်အနေနဲ့အဲဒီနှစ်နိုင်ငံလုံးမှာရင်ဆိုင်နေရတဲ့ပြဿနာတွေကိုဖြေရှင်းပေးသွားမှာဖြစ်တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ မတ်တစ်ကကျွန်တော်တို့အနေနဲ့အမေရိကန်နဲ့ဂျပန်နိုင်ငံရဲ့မိဖက်ဆက်ဆံရေးကိုအာရှပစိဖိတ်ဒေသရဲ့ငြိမ်းချမ်းမှုတာယာဝါပြောမှုနဲ့လွတ်လပ်မှုရဲ့အခြေခံအုတ်မြစ်တစ်ခုအဖြစ်ချုပ်မြင်ပြီးအဲဒီဆက်ဆံရေးကိုခိုင်မာမြဲမြံအောင်အစဉ်တစိုက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့ဂျပန်ကာကွယ်ရေးဝင်ကြီးတိုမိုမီအီနာဒါနဲ့တွေ့ဆုံဆွေးနွေးစဉ်မှာပြောကြားခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဝင်ကြီးမတ်တစ်ကဂျပန်နဲ့တရုတ်တို့နယ်မြေအငင်းပွားမှုတွေဖြစ်ပေါ်နေတဲ့ဆန်ကာကူကျွန်းစုနဲ့ပတ်သက်ပြီးအမေရိကန်ရဲ့ကာလာကြာရှည်ရည်တည်ချက်အတိုင်းအဲဒီ ွန်းကိုဂျပန်ရဲ့အုပ်ချုပ်ခံဒေသတစ်ခုအဖြစ်ဆက်လက်အသိမှတ်ပြုသွားမှာဖြစ်တယ်လို့ဂျပန်နိုင်ငံမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီ3ရက်နေ့ကဂျပန်ဝန်ကြီးချုပ်ရှင်ဆိုအာဘေနဲ့တွေ့ဆုံကြပါလေ။မတ်တစ်ကဂျပန်ပြည်သူတွေအတွက်ရာနှုန်းပြေရည်တည်ပေးသွားမှာဖြစ်တယ်လို့ပြောကြားထားပါဗျ။တောင်ကိုရီးယားနိုင်ငံကိုတွားရောက်ချိန်ကလည်းတောင်ကိုရီးယားကာကွယ်ဝင်ကြီးနဲ့တွေ့ဆုံခဲ့မှာမတ်တစ်ကအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကိုထိပါနှောက်ယှက်မှုမှန်သမျှကိုချိန်မုံသွားမှာဖြစ်ပြီးနျူကလ িয়ার လက်နက်သုံးစွဲမှုမှန်သမျှကိုလည်းထိထိရောက်ရောက်နဲ့ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါဗျ။